တရုတ်ရယ်အိန္ဒိယရယ်စင်ကာပူရယ်အာရုရှားတွေအမေရိကန်တွေအားလုံးလာကူညီတယ်ဒါပေမဲ့ကျွန်တော်မှစိုးရိမ်စရာတခုပဲရှိတယ်နာကစ်တုံးကလည်းကဘာကနေမှလာကူညီတယ်ကူညီတဲ့အခါမှာတရားပုံတပုံကပြည်သူတွေစားရတယ်တရားပုံထဲမှာ69ပုံကစစ်ခွေးတွေအကုန်မျိုးစုလိုက်တာဖြစ်တယ်ဒီနောက်အောက်မှာပြိုကျပစ်စင်းနေတာအပေါ်ကတခါထပ်ပြီးတော့ဘုံမှုထက်ကျတယ်အဲ့တော့ရှင်းပါတယ်မင်းအောင်နိုင်ရတော့ဘယ်အချင်းတွေအတိဖြစ်ဖြစ်ဒူအာနာကိုရောက်ပြီးဝမ်းမယ်ထိုင်းနိုင်ငံကိုကြည့်ပါနော်အဖြစ်ခဲ့တဲ့28ရက်နေ့ညမှာဆိုတညာလုံးကက်ဆယ်ကြီးကိုလုတ်ပြီးနာလမ်းဘေးမှာကက်ဆယ်ကြီးစခန်းကြီးဖွင့် ဟုတ်လားကျွန်တော်တွန်းလှန်မယ်မြန်မြန်တွန်းလှန်နိုင်နေကောင်းလေပဲအဲ့လိုမြန်မှုအတွက်ကျွန်တော်တို့ဘက်ကလူတွေလည်းစီးလုံးကြပါတော့ညီညွတ်ကြပါတော့ NUG လို့ EO လို့ PDF တွေအကုန်လုံးစီးရုံးချင်းရောက်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါပါတယ်ဒီကနေ့32ရက်နေ့အတွက်တင်ထူးများအနေနဲ့ပေါ့နော်ကျွန်တော်ဆီယမ်မနွေမှွေရဲ့တင်ထူးများနဲ့အတူနောက်ပိုင်းမှာတော့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့တင်ရဲ့အဲ့ပြင်မှာပေါ့နော်ကျွန်တော်တို့ကိုပပိုးရဲ့တင်နဲ့အတူပေါ့နောက်ဆုံးတစ်ပုတ်မှာတော့ကျွန်တော်တို့ကိုခင်ရဲ့ တည်င်းလေးတွေကိုပါစုစည်းတင်ဆက်ပေးတာဖြစ်ပါတယ်။တည်င်းတူလေးတွေဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူတူအဆုံးတိလိုက်ပါကြည့်ရှုဖို့တော့ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်အောင် မနစ်တုံးကရေဘက်ဖြစ်တုံးကလည်းစစ်ခွေးလိုပြီးဒီဘက်ကနေတော့ကျမတို့ဒီတော်လရဲဒီဘက်ကိုနော်မကူညီဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြမအရန်ပြောတဲ့စကားတွေရှိတယ်စစ်ရဲဘက်ကတာကျမတို့တော်လရဲတွေကိုတိုက်ခိုက်တာမဟုတ်ဘူးလေလိုင်းဘက်ကနေလည်းတိုက်ခိုက်ခဲ့တာတွေအများကြီးရှိပါတယ်နော်အခုမနေ့က NUG ဘက်ကနေထုတ်ပြန်ချက်တစ်ခုကိုထုတ်ထားပါတယ်ဒါကအခုငလျင်တန်နေကြောင်းမြန်မာနိုင်ငံအနှံ့ပြားမှာဒုက္ခရောက်နေတဲ့အချိန်မှာဒီနေ့ပေါ့နော်မတ်လ30ရက်နေ့ကနေမှနပတ်အထိ ထိုးစစ်ဆင်မှုကိုလုံးဝရပ်နားမယ်ဆိုတဲ့ထုတ်ပြန်ချက်ကိုထုတ်ထားပါတယ်။ကိုယ့်ရဲ့လုံခြုံရေးအတွက်စစ်ခွေးတွေဘက်ကနေလာတိုက်လို့ရှင်တော့ကိုယ့်ဘက်ကနေမှခန်းစစ်အနေနဲ့တိုက်သွားမယ်ကိုတော့ထုတ်ပြန်ထားတာတွေ့ရတယ်။ပြီးလို့ရှင်တပြိုင်တည်းမှာပဲတကယ်လို့များလုံခြုံရေးအာမတာခံပေးမယ်ဆိုလို့ရှင်တော့ CDM ဆရာဝန်ဆရာမတွေလည်းပဲနေရာတကာကိုသွားပြီးမှဒုက္ခရောက်နေတဲ့သူတွေကိုကူညီမယ်ဆိုတဲ့စကားလေးထည့်သွင်းထားပါတယ်။အခုလောလောဆယ်မှာတော့ကျတို့ပြည်သူတွေရဲ့တာသမီတွေဖြစ်တဲ့ပြည်သူကကွယ်ရေးတွေဘက်ကတော့တို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာတို့စိုးမိုးထားတဲ့နေရာတွေမှာတော့ အသက်တရောပြည်သူတွေကိုကူညီထောက်ပံ့နေတာကိုတွေ့ရတယ်။ခွင့်ခါမသိလို့တာကျွန်တော်တို့ကမန္တလေးစကိုင်းအထက်ချီကိုဝင်ပြမှမကူညီနိုင်ပေမဲ့ကျွန်တော်တို့တော်လာရဲတွေအုပ်ချုပ်ထားတဲ့နေရာစိုးမိုးထားတဲ့နေရာတွေမှာတော့အသက်တရောအနစ်မအားညမအားသမင်းစားချိန်တောင်မရှိအောင်ကူညီထောက်ပံ့နေတာကိုတွေ့ရတဲ့အတွက်ကြောင့်တော်လာရဲတွေအားလုံးကိုလည်းပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်။ပြီးလို့ရှိရင်လွန်ခဲ့တဲ့အချိန်မှာတရုတ်ဆောင်ပိုင်ဖြိုးတူကနေမှသူ့ရဲ့အကယ်ဒမီ ကမ်ပိန်းကိုလုပ်ခဲ့တယ်သူရဲ့ academy campaign ထဲကနေလဲရရှိခဲ့တဲ့ငွေတွေထဲကနေမှ3500လဲပဲငလျင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီဖို့လူသားသွားမယ်ဆိုတဲ့အကြောင်းကို artist shadow facebook ထဲမှာတင်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ကျမတို့တော်လိုက်ရဲဒီအားလုံးကတော့ နော်အတက်တရောနေနဲ့ငလျင်တန်းမှာခန်းစားနေရတဲ့ပြည်သူလူထုတွေနဲ့ထပ်တူထပ်မြတ်ရှိပြီးမှကုညီထောက်ပံ့နေတယ်ဆိုတဲ့အရာသိရတယ်ပြီးလို့ရှိရင်အခု NUG ဒီဘက်ကနေလည်းကုလကအကူအညီဖွင့်ရတဲ့တောင်းဆိုတဲ့အရာတွေလုပ်နေတယ်ပြီးလို့ရှိရင်လည်းကုညီနိုင်တဲ့နေရာတွေအားလုံးထဲမှာပို့ဆောင်ရဲတွေရောအစအစအရာရာကုညီသွားမယ်ဆိုပြီးမှမနေ့ညအပိုင်းမှာတခါပြန်ပြီးမှ NUG ဘက်ကနေစာထုတ်ထားတာတွေ့ရတယ်ဒီလိုမျိုးမြန်မာတနိုင်ငံလုံးငလျင်တန်ခန်းစားနေရတဲ့တချိန်ထဲမှာပဲကျတော့ကချင်ပြည်နယ်ဝိုင်းမော်ဘက်မှာတော့ထိုးစစ်တွေအများကြီးဆင်လာတယ်။ဒီစစ်ခွေးတွေကတော့ ခွေးတွေဖြစ်တဲ့အတွက်ကြောင့်အခုအချိန်မှာတော့ပြည်သူတွေကဒုက္ခရောက်နေသလားမရောက်ဘူးလားလုတ်တင်သလားမလုတ်တင်ဘူးလားဆိုတာတော့မစင်စားဘူးကျွန်တော်ကချင်းပြည်နယ်မှာထိုးစစ်စင်တာတွေအများကြီးလုပ်နေတယ်ပြီးလို့ရှိရင်လည်းပမော်ဘက်မှာလည်း drone နေနဲ့တိုက်ခိုက်တာတွေရှိတယ်သူတို့တိုက်ခိုက်မှာတော့ကျတို့ KIA တွေလည်းနားပေးမှာတော့မဟုတ်ဘူးဆိုတော့အခုကျွားတို့ KIA ဘက်ကနေတော့ပျောက်ကြားစနစ်နဲ့ပြန်ပြန်မှာသူတို့ကိုတိုက်ခိုက်နေတယ်ဆိုတော့ဒရင်လည်းရှယ်တန်းကနေမှသိရတာဖြစ်တယ် ပြီးရင်နောက်တစ်ခုကတော့တရုတ်စာကတော့အခုမြန်မာနိုင်ငံစစ်ခွေးရဲ့တောင်းဆိုချက်အရတရုတ်ယူနန်ဘက်ကနေမှဝင်လာတဲ့လူတွေဖြစ်တယ်ဆိုတော့အခုသူတို့ကဖြစ်တာက စကိုင်းမန်လေးပေါ့နော်ဒါပေမဲ့အခုကျွန်တော်ကတော့မုံစေးမှာဘာလို့ရမှမသိဘဲနဲ့ရောင်ရောင်နဲ့နေနေနေဆိုတာကိုတော့တီးရအကြရတယ်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်တန်ရုံကနေထုတ်ထားတဲ့ဥစ္စာကတော့မြန်မာနိုင်ငံရဲ့စီးရဲဒုက္ခတွေအတွက်တရုတ်ဘက်ကနေမှအဖွဲ့နှဖွဲ့နဲ့လာကူညီမယ်ပြီးလို့ရှိရင်စောင်းဒီတဲဒီအစားအသောက်ဒီဆေးဝါးဒီလည်းလာကူညီမယ်ဆိုတာတီးရတယ်ပြီးလို့ရှိရင်တရုတ်ငွေတိန့်တရားကိုလည်းလာကူညီမယ်လို့ပြောတယ်တရုတ်ရဲ့အိန္ဒိယရဲ့စင်ကာပူရဲ့ ဟာရုရှားတွေအမေရိကန်တွေအားလုံးလာကူညီတယ်ဒါပေမဲ့ကျွန်တော်မှစိုးရိမ်စရာတခုပဲရှိတယ်နာကစ်တုံးကလည်းကဘာကနေမှလာကူညီတယ်ကူညီတဲ့အခါမှာတရားပုံတပုံကပြည်သူတွေစားရတယ်တရားပုံထဲမှာ69ပုံကစစ်ခွေးတွေကုံမျိုးစုလိုက်တာဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ပြဿနာကဒါဖြစ်တယ်ပြလို့ရှိရင်မနေ့သတင်းထဲမှာလည်းကျွန်တော်ပြောခဲ့တယ်လို့ပဲအခုစစ်ချောင်းတွေအတွက်ကူညီမယ်လို့ပြောတဲ့ခါလဲအဲ့အကူအညီတွေကထုတ်ပြန်ထားတာကြားလာပြီး အခုဒီနဲ့ဒီရဲ့ချိန်ထိဘယ်စစ်ရှောင်းတွေကိုမှလည်းကိုညီတာမရှိဘူးဒီစစ်ရှောင်းတွေကိုကိုညီမယ်ဆိုမှစီးရင်တာလာယူတာဒီစီးရင်ယူတဲ့ဥစ္စာကစစ်မှုထမ်းဖို့အတွက်ပဲဆိုတာ သိရတယ်နောက်တခုကတော့ဒီရေဘဲတုံးကလည်းပဲเนาะသူတို့អော်ကြတယ်တထဲနေလည်းမထဲဘူးဟိုရုပ်ရှင်မင်းသားမင်းတွေလည်းမထဲဘူးနာမည်နဲ့ကိုတတ်ပြမခေါ်ပေးခဲ့တယ်ဒါပေမဲ့ဒီနေ့ဒီအချိန်ထိတိတ်ဆုံတစ်လုံးတော့မှသူတို့ဆောက်ပေးတာမတွေ့ရဘူးကျတော့မြန်မာနိုင်ငံမှာက insurance မရှိဘူးအမတခြားနိုင်ငံမှာတွေဆိုလို့ရှိရင်ကားတွေတခုခုပြတ်သွားတယ်ဆိုလို့ရှိရင် insurance company ကနေမှာကားပေးတယ်အိမ်ပြတ်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အိမ်ရဲ့တန်ဖိုးနဲ့ဆိုင်တဲ့ insurance ဘက်ကနေမှာပြန်ဆောက်ပေးတယ်ကျတော့မြန်မာနိုင်ငံမှာ insurance ဘာတခုမှမရှိတဲ့အတွက်အိမ်တစ်လုံးပြိုသွားတယ်အိမ်တစ်လုံးပြိုသွားတဲ့အခါမှာ အဲ့အိမ်ကိုဖြတ်ရမယ်တင်းရမယ်ပြန်လုပ်ရမယ်ပတ်ဆောင်ကဘယ်ကပြန်ရမှာလဲအရန်ခက်ခဲတဲ့အချိန်ဖြစ်တယ်ဆိုတော့အခုကဘာကနေတော့အားလုံးကူညီလာတယ်အခုမယုံရင်ကြည်ကြပါအခုကဘာကနေမှကူပေးတဲ့ပစ္စည်းတွေသူတို့မှသစိမ့်တွေရှိလိမ့်မယ်ဒီငလျင်ပြေးသွားလို့ရှင်စစ်ခွေးတွေနဲ့သူတို့ရဲ့ဘောမတွေကိုင်းဆောင်တာတွေအများကြီးတွေ့လိမ့်မယ်စားအတော့တည်းလဲချိုးနေလကောင်းပဲမနေ့ကနေစပြီးတော့စစ်ခွေးတွေရဲ့ဘောမတွေရဲ့တော့အိမ်မှာတောင်သမီးဟင်းချက်စားမှာမဟုတ်ဘူးဒါမျိုးအကျင့်တွေအများကြီးရှိတဲ့အတွက်အကြောင်း ကိုညီပန့်ပိုးတဲ့သူလဲအများကြီးစိတ်ထဲမှာရောက်များရောက်မလားဆိုတဲ့စိတ်တွေကတော့အမြဲတမ်းရှိတယ်။ဒါကတော့ကိုညီထောက်ပံ့ခြင်းဆက်လက်ပြီးတော့လဲသူများတွေအများကြီးကိုညီဖို့ရှိတယ်။တက်ဆုံးချုံသွားတဲ့သူတွေအတွက်ကတော့ဘေးနိုင်ငံကမှလည်းအသက်ဆက်မပေးနိုင်ပါဘူး။တက်ဆုံးသွားတဲ့သူတွေအားလုံးနဲ့အထက်သူထက်များရှိတယ်ဆိုတဲ့အကြောင်းတစ်ခါပြန်မှပြောချင်တယ်။ဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာပဲစစ်ခွေးတွေနဲ့အတူဘောမတွေရဲ့ကောက်ကျင်ကောက်ကြံတစ်ခုကပါဖြစ်လာတယ်လေဆိုတော့ဒီမန္တလေးတိုင်းမိထလာခရိုင်မလိုင်မြို့နယ်အုတ်ဖူခံကျေးရွာမှာရှိတဲ့အုတ်ကြီးဦးစိန်ကြိုင်နဲ့ ဒီမန္တလေးမိထလာခရိုင်မလိုက်မြို့နယ်အုံနေစုကျေးရွာက အုတ်ချုံရဲမှုဖြစ်တဲ့ချွန်ငယ်ဒီအုတ်ကြီးနှစ်ယောက်ကတော့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်မှုထမ်းဖို့ရန်ဆိုပြီးမှလူငယ်တွေကိုလိုက်လံပြီးစုဆောင်းနေတယ်ဆိုမှသိရတယ်ဆိုတော့ကျွန်တော်တော်လာရေးဒီဘက်ကနေမှ PPCC လုတ်ပေးကြပါဒီအုတ်ကြီးတွေကိုဆုံးမတင့်ပြီလို့မင်းချာတို့မိထလာတို့တောင်တာတို့ဝိုက်မှာရှိတဲ့တော်လာရေးတွေကိုပြည်သူတွေရဲ့ကိုစားဒီဘက်ကနေမှမြတ်တာရက်ခံအကူကြီးတောင်းခံခြင်းဖြစ်ပါတယ်လို့ဒီ online ကနေမှပြောပြစေ ကဲပါဒါကတော့ဆီယမနွေမွေရဲ့သတင်းသူလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မကြားချင်ဆုံးပါဗောနော်ဒီရဲ့စစ်ခွေးတွေကကျွန်တော်တို့လူငယ်တွေကိုဖမ်းပြီးတော့မှစစ်မှုထမ်းစစ်မှုထမ်းဆိုတော့အတင်းသမဖမ်းတော့တဲ့အရာပေါ့မကြားချင်တာဗောနော်အဲဒါကြောင့်အခုချိန်မှာဗောနော်ကျွန်တော်တို့တိုင်းပြည်ကဒုက္ခတတော်ရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဆက်လုပ်နေတဲ့လူတွေရှိလို့ရှိရင်ဗောနော်ကျွန်တော်ညီနာမှာရှိတဲ့လူတွေနေနဲ့တုတ်တင်ရှင်းလင်းပေးကြပါလို့ကျွန်တော်အနေနဲ့လည်းမေတ္တာရက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့လူစိတ်မရှိတဲ့လူကိုလူပြီးမှမထားတင်လို့အဲ့ဒါကြောင့်ပြောရချင်ဖြစ်ပါတယ်။ ဆိုတော့ဒီရက်သတင်းကိုကြည့်ပြီးတော့မှကိုယ်တင်ပြချက်ကိုလည်းကိုမမရေးခဲ့ပြပါဦး။ဒါဆိုရှင်ကျွန်တော်တို့နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်လေ့စားရတဲ့ကိုစီရဲ့သတင်းလေးကိုကြည့်လိုက်အောင်။ဒီရက်သတင်းလေးကိုကြည့်ပြီးတော့ပေါ့နော်ဒီရက်စစ်ခွေးမင်းအွန်လိုင်းကကျွန်တော်တို့ပြည်သူပေါ့ဘလော့ဒီရက်ဆက်နေလဲဆိုတာကိုပိုလို့မှတိမှဖြစ်ပါတယ်။အဲအကြောင်းကျွန်တော်တို့တို့လိုက်ပါကြည့်ရှုပြပါမှာခင်ဗျာ။ပထမရက်ကခွန်နေတရမှာနှစ်ပြင်းအားရှိတဲ့ငလင်လောက်ပြီးတတိုင်းပြီးတော့ပြိုကျပျက်စီးသေးကြီးနေတာအခုထိကယ်လို့မပြီးသေးဘူးအခုတခါထပ်ပြီးတော့ငါးတရမှာတက်အစစ်ရှိတဲ့မန္တလေးကိုဘိုဟိုပြုပြီးတော့ငလင်ထပ်မှလောက်ခတ်တယ်အဲ့လိုတိုင်းပြည်ကငလင်လေ ပို့ဆိုပတ်ဆက်ထုတ်ပြီးတော့တိုင်းပြည်တော်ပြိုကျပျက်စီးသေးချင်နေတဲ့ချိန်မှာအချမ်းဖက်ခေါင်းဆောင်မင်းအောင်နိုင်ကတော့ပြည်သူကိုဘုံကျဲမပြက်ဆက်လက်ကျဲနေတယ်။အန်ယူဂျီကဒီငလင်ကယ်ဆယ်ရေးအတွက်နှစ်ပတ်တိတိအပြစ်ခတ်ရက်စဲထားဖို့တွေ့တိုင်းတပ်ဖွဲ့တွေအားလုံးကိုအမိန့်ထုတ်ပြီးတော့ငလင်ကယ်ဆယ်ရေးမှပြည်သူနဲ့အတူပူးပေါင်းပြီးတော့ဒီစစ်ကောင်စီရဲ့ဒီ look in နဲ့ဒေတာတွေရဲ့ဒီပြည်သူလူထုကယ်ဆယ်ရေးတွေအဓိကလုပ်ဖို့ကြေညာထားပေမဲ့စစ်ကောင်စီကငလင်လှုပ်ပြီးနှစ်နာရီအတွင်းမှာပဲဘုံဆက်ကျဲတယ်။အခုတခါလဲနော် ဘလောက်တိုင်းပြည်လုံးလှုပ်နေတော့ဘုံထက်ကြီးခွေးကျဘူးအခွေးတိုင်းပေါင်းညွန့်နေအတွင်းဂျမ်းမဲစစ်ကောင်စီတပ်ကဆင်းလက်ဟဲ့ရင်ဖြစ်တိကတ်ဘုံကျဲတိုက်ခိုက်ခဲ့ကြအောင်ပကုတ်ကုခဲအမှတ်ဆန်ငါတိုက်ရင်မှတောင်ရှိလူတူကရောင်ခဲတဲ့ဒေသနာနာပြောတယ်ဟုတ်ကဲ့ပါဒီနေ့မတ်စ30နှစ်နဲ့10နှစ်30မိနစ်အချိန်ပေါင်းညွန့်နေအနောက်မြောက်ပိုင်းအတွင်းတို့အတန်းဖက်စစ်ကောင်စီတပ်ကစစ်ရဟယင်တစည်းဖြင့်ဘုံကျဲခဲ့ပြီးကပ္ပစာ24အတွင်းတို့ဆင်းသက်သွားကြအောင်ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမတိရှိရသေးပဲတွားရောက်နေစေဖြစ်ကြောင်းသိရတယ် လေချောင်းကနေတိုက်ခိုက်သွားတာဟုတ်ပါတယ်ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရသေးလို့အသေးစိတ်ချင်းတွေတော့မတိရသေးဘူးထိခိုက်ပျက်စီးမှုတွေလည်းမေးလို့မရသေးပါဘူးပခုတ်ကဲအမှတ်ဆက်ငါတိုက်ရင်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ဆင်းဌာနကပြောကြားတယ်မြို့သားကြီးမျိုးအစိုးရကငလင်တင့်ပြည်သူများကိုရေးဘော်ကူညီရေးနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်ရန်ယနေ့မတ်လ30ရက်နေ့မှာဧပြီလ12ရက်နေ့အထိနှစ်ပတ်ကြာထိုးစစ်များရပ်တန့်ထားကြောင်းယမန်နေ့ညပိုင်းထုတ်ပြန်ကြေညာခဲ့တော့လေစစ်ကောင်စီတပ်ကလေချောင်းတိုက်ခုတ်တိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်လာခြင်းဖြစ်တယ်ကဲဒါကတော့အားလုံးသိတဲ့အတိုင်းပဲနော် ယောဂညီညွေအစိုးရကမတ်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့ထိဒီနှစ်ပတ်အတွင်းကိုဒီထိုးစစ်တွေအားလုံးကိုရပ်တန့်ပြီးတော့တိုက်ခိုက်မှုတွေရပ်တန့်ပြီးတော့ဒီငလင်ဘေးအတွက်ကုညီကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ဖို့ကြေညာချက်ထုတ်ပြန်ထားတယ်ဒီလိုအချိန်တွေမှာဒီအာဏာပိတ်အကြမ်းဖက်စစ်ကောင်စီကဒီငလင်ပြိုတဲ့ရက်ကလေးတောင်မှမနာဘဲနဲ့ပုံကျဲလှုပ်ဆောင်နေတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့နော်ရှက်ဖို့တော့ကောင်းတယ်မင်းအောင်လှိုင်ကနိုင်ငံတကာကိုထွက်ပြီးအကူအညီပြောထားတဲ့ ဒီအကြောင်းကိုထိုင်းမီဒီယာတကူကတင်တဲ့ချိန်မှာအဲ့မှာထိုင်းအောက်မှာအောက်မှာရှိတဲ့ထိုင်းလူမျိုးတွေလာရေးထားတာဗာရေးထားတယ်ဆိုတော့နော်ဒီအတန်းဖက်မင်းအောင်လိုက်ကတ်ကတဲ့အာနာသိန်းစစသိန်းတဲ့ကဒီနေ့အချိန်ထိတတိုင်းပြည်လုံးကိုတိုင်းနဲ့ပြည်တဲ့14ခုလုံးကိုဘုံကျဲချနေတာနော်ထိုးစစ်တွေစင်ပြီးစစ်တိုက်နေတာအဲ့ဒီငွေတွေအားလုံးရဲ့တန်ဖိုးကဘယ်လောက်လောက်ရှိလဲပေါ့ဘလောင်ပြည်သူကိုဘုံကျဲတတ်ဖို့ကြတော့ငွေရှိပြီးတော့ဒီငလင်လှုပ်လို့ပြည်သူကိုကူညီကယ်ဆယ်ဖို့ကြတော့သူ့မှာငွေမရှိဘူးဆိုပြီးတော့နိုင်ငံတကာကိုအကူအညီတောင်းတဲ့လောက်ရက်ကဟိုရှုံ့ချထားတာပေါ့ ဲ့တော့ဒီပနိုင်ငံသားတွေအနေနဲ့တောင်မှမင်းအောင်နိုင်ရဲ့ရုံမှမှုကိုဒီလိုတိနေပြီဆိုတော့ကျွန်တော်တို့တိုင်းပြည်အတွက်ဘလောက်ရှက်ဖို့ကောင်းလဲစဉ်းစားကြည့်ဒါပေမဲ့ယိုဒူမရှက်မြင်သူချက်ဒီလိုဟာတွေအားလုံးရဲ့လောက်ရက်ဒီအာနာတိန်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတက်ကပဲဖြစ်တယ်เนาะအခုဒီငလင်လောက်တယ်เนาะထိုးစစ်ရက်တန်ထားပေါ့နော်ဒီလောက်အောက်မှာပြိုကျပြည့်စင်းနေတာအပေါ်ကတခါထပ်ပြီးတော့ဘုံမှုထက်ကျတယ်အဲ့တော့ရှင်းပါတယ်မင်းအောင်နိုင်ရတော့ဘယ်ချင်းနေတိဖြစ်ဖြစ်ဒူအာနာကိုရောက်ယူရမယ်ဒါဒါတွေ့ရည်မှန်းချက်ပဲအဲ့တော့ဒူအာနာကိုရောက်ယူရမယ်အဲ့ဒီပုံမှာကျွန်တော်တို့နေလည်းဘယ်လိုတော့ပြတ်နိုင်မလဲ နော်အခုဆိုရင်ဒီနိုင်ငံတကာရဲ့အကူအညီတွေလာတယ်အဓိကမြို့ကြီးတွေမှာဖြစ်တဲ့အတွက်မြို့ကြီးတွေဒီစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိသေးတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ဆက်ဆက်ပြီးတော့ဒီမြို့တွေရဲ့အကူအညီကယ်ဆယ်ရေးကိုလှုပ်ကတာရှိတယ်ဒါကိုမတိသူတို့ဘက်ကကောင်တွေကသူတို့ကပဲဟိုဟိုတရားဝင်အစိုးရလို့လို့ဘာလို့တရားဝင်အစိုးရလို့ဆိုရင်ဗဇက်ကပြောမနေနဲ့သိလားမင်းတို့တရုတ်နဲ့ရုရှားကိုပဲအရင်ချင်းညာထိုင်းလိုက်နော်မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဒီနော်အာဏာသိမ်းတဲ့စစ်ကောင်စီဖြစ်ပါတယ်လို့မင်းတို့ပထွေးခေါ်နေတဲ့တရုတ်နဲ့ရုရှားကိုပဲအရင်ချင်းညာထိုင်းနော်ဒီပြစ်ဟာတွေလာပြီးတော့မပြောနဲ့ခလေးကလားစကားတွေပြောမနေနဲ့အဲ့တော့အောက်မှာပြောနေတာဒီအခု ရှင်းအောင်မွေနှစ်တွေအားလုံးเนาะပြိုကျသွားတာထားအခုဆိုရင်ဥလာတိန်အာသာနီဗိမ္မာပြောမယ်ဥလာတိန်ဗိမ္မာမှာเนาะစာတင်နာတန်ခါတွေအပါ80ကျော်အောက်မှာအကုန်လုံး body တွေထုတ်လို့မရသေးဘူးเนาะပြီးလို့ရှိရင်မန္တလေးကကွန်ဒိုဒီကွန်ဒိုရဲ့ ဟိုပြိုကျမှုကိုလည်းပြုတ်နေကြတော့ဝေဖန်ထားတာတွေ့တယ်ဒီကွန်ဒိုဆောက်လုပ်ထားတဲ့ပုံစံမကျတဲ့အတွက်အခုလိုပိုးဆိုးပက်ဆက်ပြိုကျတော့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြိုကျပြူပါပြီဒီပြိုကျတဲ့အောက်မှာလည်းအသက်ပေါင်းသက်များစွာတွေရှိနေတယ်ဒါတွေအားလုံးကိုဘလို့ကယ်ဆယ်ကြမလဲသူများနိုင်ငံတွေရတော့လေရင်တွေနဲ့လာလှုပ်ပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေဆင်းလွတ်တယ်အခုဆိုစင်ကာပူဘွဲ့နော်အတရုတ်ဘွဲ့ရုရှားဘွဲ့စတဲ့ဖြစ်နိုင်ငံတကာကနေအိန္ဒိယဘွဲ့နော်ကုညီကယ်ဆယ်ရေးတွေကိုလာပြီးလှုပ်ပေးနေတဲ့အချိန်မှာကိုယ်နိုင်ငံမှာရှိတဲ့စစ်တပ်လို့တတ်မတော်လို့ကိုယ့်ကိုခံယူထားတဲ့ကောင်တွေကငလေးမှာမသေးပဲကြံမိခဲ့တဲ့ပြည်သူကိုဘုံထက်ကျဲတယ်ဆိုလို့လှုပ်ရတာ ဘယ်တော့အရုပ်သူအကြီးညာနဲ့ဆိုတော့ပြောစရာစကားလုံးမရှိတော့ဘူး။เนาะအဲ့တော့ကျွန်တော်တို့တွေကဘယ်လိုဆက်သွားကြမှာလဲ။ဒီလိုကောင်မျိုးတွေနဲ့เนาะအခုမင်းအောင်နိုင်ရတော့ရှင်းနေတယ်။သူလည်းသူတော့အခုဖြစ်နေတဲ့ပြဿနာကမင်းအောင်နိုင်တယောက်တည်းကိုကျွန်တော်ခေါင်းပုံချလို့မရဘူး။เนาะမင်းအောင်နိုင်တယောက်တည်းကလှုပ်ချင်နိုင်လှုပ်လို့မရဘူး။အဲ့တော့မင်းအောင်နိုင်တဲ့အတူတူเนาะခိုးထား900ပုံစံမျိုးတေပေါ်တခိုးချင်းချင်းတေပေါ်ညှိပြီးတော့အားလုံးလုပ်နေကြတာ။ဟိုအပြည့်စည်းကပြောစရာစကားတော့မရှိတော့ဘူးဗျာအခုဆိုဖြစ်နေတာ။ အခုဆိုရင်နေပြည်တော်ငလျင်အတွက်ဒီနေပြည်တော်မှာရှိတဲ့ကယ်ဆယ်ရေးတွေကိုစင်ကာပူအဖွဲ့အလုပ်နေတယ်မန္တလေးမှာရှိတဲ့အဖွဲ့တွေကိုအိန္ဒိယလုပ်နေတယ်အိန္ဒိယကူညီကယ်ဆယ်အဖွဲ့တွေကယ်ဆယ်နေတယ်ပြီးလို့ရှိရင်တရုတ်ကကဒီကွန်ထိုပြောင်းမှုမှာတရုတ်ကယ်ဆယ်အဖွဲ့တွေကဦးစီးပြီးတော့လုပ်ပေးနေတယ်အဲ့တော့နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေကတော့သူတို့နိုင်ငံမှာအစားအရေးပေါ်အခြေအနေပုံစံမျိုးချက်ချင်းလာပြီးတော့ချက်ချင်းကူညီနေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်အနေနဲ့သူတို့မျိုးရုပ်စိုးအကြီးအကဲဖြစ်ရတာမြန်မာပြည်ကတော့တော့စိတ်သက်ပြီးရုံညံ့စုပ်ပဲ့နေနေတာဆိုတော့အသွေးခေါ်ကိုကဘာကြီးအတိခွင့်ရပါတာပဲနော်တလောက်တဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့အချိန်အခုဥလာတိန် ဒီဗိမ္မာန်မှာပြိုကျခဲ့တဲ့စာတင်သားတန်ခါရဲ့အရေးအတွက်ကဆက်လက်တိုးလာနိုင်ဖို့ပဲရှိတယ်ဆိုတာကိုလည်းတောင်းဝင်ရှိတဲ့လူတွေကြေညာထားတယ်။ဘာဖြစ်လို့လဲစာဖြင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်တန်ခါတွေစုယုံနေတဲ့အချိန်မှာပြိုကျခဲ့ရတယ်။ပြီးလို့ရှိရင်လည်းဘလီဘလီပေါင်းမှုပြိုကျတာ90ကျော်တယ်။နော်အဲ့ဒီဘလီတစ်ခုဆိုရင်ဒါမန္တလေးကဘလီဆိုရင်အစိုးရဆုံးကဝစ်ပြုတ်နေတဲ့အချိန်ဒီနေ့ကတောင်းကြနေဖြစ်တဲ့အတွက်ဝစ်ပြုတ်နေတဲ့အချိန်ထဲမှာဟို အစ္စလမ်ဘာသာဝင်တွေအထက်မှာရှိနေတဲ့အချိန်မှာပြိုကျတာဖြစ်တဲ့အတွက်အဲ့ဒီမှာလည်းတော့တေဆုံးခဲ့ရတဲ့အစ္စလမ်ဘာသာဝင်တွေတပုံကြီးပဲသူတို့လည်းသူတို့နိုင်ငံသားသူတို့လုပ်ပြီးတော့ဒီဟာတွေကုညီကယ်ဆယ်ရေးတွေလုပ်နေတယ်အဲ့တော့ဒီကာလလေးမှာသူတို့ပြည်သူကိုဘုံကျဲတဲ့လုပ်ရက်ကိုခဏလေးတောင်ရပ်တန့်ပြီးတော့မကူညီနိုင်အောင်လာကူညီတဲ့လူတွေကိုမျက်စိနှာအောင်မလုပ်ကုန်တော့ဟိုဝိုင်းပြောဖို့ကောင်းတယ်เนาะစစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့ဒါတော့ပဲပြောချင်တယ် အဲ့တော့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့တဘာဘေးအန္တရာယ်ငလင်ကဘလို့ထက်လာအောင်မလုပ်မတည်ဘူးအဓိကကစွန်တာဆိုတဲ့ဒီအရှိတ်ကြောက်ကြောက်ဖြာကြီးနဲ့အိန္ဒိယကြောက်ဖြာနှစ်ခုရဲ့ဒီထိရွေ့ပွတ်တိုက်မှုကမြန်မာနိုင်ငံမြေပုံအလဲကောင်တက်တဲ့အိမ်ပြောတာဒါသဂိုင်းပြတ်ရွေ့ကြောဆိုတာကဘာမှာနာမည်ကြီးတဲ့ငလင်ပြတ်ရွေ့ကြောကျွန်တော်တို့အဲ့ဒီသဂိုင်းပြတ်ရွေ့ကြောတက်တဲ့မှာနေနေတာဒါကြောင့်မလို့မြစ်စုံကိစ္စတွေမှာဒီဘူးမီလာပညာရှင်တွေနေနဲ့ကန့်ကွက်ခဲ့တာ မတော်တော့ဒီမြစ်စုံဆယ်ကြီးလာစောက်ထားတဲ့အချိန်အခုလိုမျိုးငလင်အင်အားပြင်းတဲ့ဟာတွေလှုပ်လာမယ်ဒီထက်ပြင်းတဲ့ဟာတွေလှုပ်လာမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီမြစ်စုံဆယ်ဒိုးကြတာနဲ့တွားပြီးကချင်ပြည်နယ်မြစ်ကြီးနားဆပြီးတော့အောက်မှာရှိတဲ့မြို့တွေအကုန်လုံးပျောက်သွားမှာနော်အဲ့ဒါဖြစ်လို့ကန့်ကွက်ခဲ့တာဒါပေမဲ့တရုတ်ကသူ့နိုင်ငံပြိုကျတယ်လေသူ့နိုင်ငံထိတာပေါ့လေဒါပေမဲ့အကျိုးမြတ်ရရင်တရုတ်ကသူ့နိုင်ငံရမှာအဲ့လိုအနေထားမှာဒီမြစ်စုံကိုရအောင်ဆောက်ဖို့အတွက်ဒါဒီစစ်ခေါင်းဆောင်တွေအာဏာရရေးအတွက်တရုတ်ကလိုက်လုပ်ပေးနေတာဒါအလုံးတိပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံဟာဟို အသားလုံးသလုံးကိုပက်လက်ခွေးရဆွဲတယ်လို့အိန္ဒိယကလည်းလိုချင်တယ်တရုတ်ကလည်းလိုချင်တယ်ခိုင်းမဲ့ချမ်းကလည်းတဝဲရင်းစိန်ကအပောင်ဝင်ဂက်ပိုက်လိုင်းတွေနဲ့ဒီမှာချုပ်နေတယ်နော်အဲ့ဒီကနေချစ်ချုပ်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးဆိုတာကိုရက်တိလာခဲ့ရတာနော်အဲ့လိုအနေထားမှာကျွန်တော်တို့ဒီစီးလုံးကိုညီညွတ်ဖို့လိုတယ်ဒီစစ်ကောင်းဆောင်တွေကတော့တိုင်းပြည်ကိုအကုန်ချန့်နှင်းပြီးတော့ဘဲတူတေတေငတေမိုင်ပြိုးဆိုတဲ့ဘူဝါဒကိုတွန်းနေတာနော်အဲ့တော့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဒုတိယအနေနဲ့လဲနော်အခုလိုမျိုး မလင်လို့ပြီးတတိုင်းပြီးတော့ကျင်ပုတ်နေတဲ့အချိန်မှတော့ဘုံကျဲရတဲ့ခမားတို့ရဲ့စစ်တပ်ကိုခမားတို့ကိုကိုွယ်လေးလားထောက်ခံလေးလားဆိုတာလေးကိုပဲကိုကိုပြန်မေးကြစေချင်ပါတယ်အင်မတန်ရုပ်ဆိုးအကြီးတန်းနဲ့အောက်တန်းကျတဲ့လောက်ရဲ့ကြီးကိုလုံနေကြတာရှက်စရာကြီးဟုတ်ကဲ့ပါဒါကတော့ကိုစီဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့ကိုစီပြောတာရအောင်ကောင်းရပြောင်းနော်နောက်ကြတော့ဒီရဲ့ဗီဒီယိုကိုဘောမအနေနဲ့ရအောင်လို့ကျွန်တော်တို့ share လုပ်ပေးခြင်းပဲခွင့်ပြုပြပါလို့ကျွန်တော်ပြသခဲ့ပါတယ်ဆိုတော့မင်းအောင်လည်းတော့တည့်တဲ့အတိုင်းပဲဗျာနော်ဒီကောင်ရက်စက်ရုံမှမှုကတစက်ကလေးမှမလျှော့တော့ပဲနဲ့ပိုမှုဘူးမှရုံမှလာတာ ပိုပြီးမှဆောက်ခွက်ပြောင်တာကတော့သူကခွက်ခေါက်နေရပါတော့ခွက်ခေါက်ပြီးမှရက်ဆက်နေတာအဲ့တော့ကြီးချင်းအပြင်ဒီကောင်ဘလောက်တိအာနာယူလဲဆိုကျွန်တော်တို့ပိုပြီးမှတိလာတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့စိတ်နာကြပါနော်စိတ်နာနာနဲ့ကျွန်တော်တို့ဒီကောင်အမြန်ဆုံးပြောင်းလို့တိုက်ကြပါလို့ကျွန်တော်ဒီနေ့ကမျက်တရက်ခတ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကိုဘိုဘိုချော်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒါကတော့ကျွန်တော်တို့ဒီရဲ့ငလင်လို့ငုံနဲ့ပတ်သက်ပြီးမှစိတ်မကောင်းတဲ့အရာလေးတွေပြောနေပေါ့နော်နောက်ပိုင်းမှာပြောတဲ့အရာလေးတွေကလည်းကျွန်တော်တို့အတွက်ဘူဒရာရစေမယ်ကျွန်တော်တို့အတွက်ခွာရစေမယ်နော်ကျွန်တော်တို့အတွက်ပုံမို့ ဘောင်စီစေချင်တဲ့စိတ်တွေဖြစ်စင်မှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူတူအဆုံးတည်းလဲပါကြည့်ရှုပေးပါဦးခင်ဗျာအားလုံးပဲမင်္ဂလာလည်းမရှိပါဘူးတမန်တိုင်းပဲလေကိုရီးယားစုတ်ဖြတ်ဆက်နေတဲ့နိုင်ငံအာနာယူပြီးတော့မသိမ့်သင့်မသိမ့်ထိုက်ပဲနဲ့အာနာတိမ့်တဲ့လောက်ရကိုလှုပ်ခဲ့တယ်အဲ့ဒီတော့ဆိုရင်ကျွန်တော်တို့တိုင်းပြည်လေတော်တော်လေးစစ်စစ်ကားလေးဖြစ်နေတယ်ကျွန်တော်နိုင်ငံသားလူတွေကလည်း2023 2024လောက်ဆိုငါတို့ပြန်ရမယ်အားလုံးမျောနေကြကိုစီနဲ့ တော်တော်လေးအဆင်ပြေနေပြီရင်းနှီးမြှုပ်နှံမှု investment တွေနဲ့ဂျပန်တို့ဈေးကနေဝင်မှုအဆင်သင့်အဲ့ဒီအချိန်မှာအလောက်ကိုင်းကိစ္စတွေဆိုလဲတော်တော်များများပြည်တွင်းမှာအလောက်ကိုင်းတော်တော်ကြီးကိုပေါ်ထွက်လာတဲ့အခြေအနေဖြစ်ပြီးတော့တော်တော်များများအလောက်ကိုင်းနေရှိနေကြတယ်အချိန်ပြင်းအဲ့ဒီအချိန်မှာဘာမှမဟုတ်တဲ့ကိုမှရှိတဲ့စည်းစိမ်ဥစ္စာမပျက်စီးရကိုအာနာမပျက်စီးရအတွက်အာနာသိင်းရအခုချစ်တက်ဖြစ်တယ်တဘာဝဘေးရနေရဒီကြီးတော့လည်းဒီလိုပဲဒီသူကပြည်သူကိုကယ်ကြဟုတ်ခွေးငပုတ်ပြောတယ် အခုလည်းငလင်းတယ်နည်းနည်းနော်နော်လာဗျာတီးဆုံးကြတာကြောက်စရာဗျာစိတ်တော်မကောင်းမနေညခါဆိုရင်အဲ့လိုကိုမရဘူးဒါတွေကိုကြည့်အိုးအိမ်အောက်ထဲမှာညံ့နေတဲ့ကလေးလေးတွေကြည့်တော့မရဲပါဘူးဗျာကျွန်တော်ကြော်ကြော်လိုက်တယ်မခံစားနိုင်လို့မအိမ်နဲ့ဝိတသုတေအဲ့ဒါကိုအလင်းအမြန်ကယ်ယူနိုင်ခြင်းမရှိဘူးကယ်နိုင်ဖို့အတွက်လည်းရန်ရာပြည့်ပြည့်စုံမရှိဘူး နောက်တစ်ခုကျွန်တော်ပြောချင်တာတော့အဲ့တခုလည်းပေါ့လူငယ်တွေမရှိဘူးကျွန်တော်တို့အရင်တော့ဆိုမှတ်မိလားမသိဘူးကျွန်တော်တို့ရေးပေးလားကိုဗစ်တုန်းကပထမကိုဗစ်တုန်းကလူငယ်တွေဘယ်လောက်ညင်ကြကြလဲအများကြီးအစောကနေတန်းတူအလုပ်လုပ်သွားတာအခုကျတော့လူငယ်တွေမရှိဘူးဘယ်ရှိမလဲဆောက်ရေးမပါတဲ့စစ်ဥပဒေကိုပြဋ္ဌာန်းတယ်မနိုင်တော့ဘူးတို့တော့မစစ်သားအေးအာမရှိတော့ဘူးအဲ့ဒါကိုလှိမ့်ပိတ်ပြီးတော့ပေါ်တာရီဆွဲတယ်လူငယ်တွေကကြောက်လန့်ပြီးတော့ နိုင်ငံသားတွေရောက်ကုန်တယ်။ငကူတွေကကျွန်တော်တော်တယ်တောင်းတယ်ဒီမှာကျွန်တော်တို့တောင်းဝန်ထမ်းဆောင်နေကြတဲ့တိုင်းပြည်တော်တောင်းဝန်ထမ်းဆောင်တဲ့လူငယ်တွေအများစုရောက်ခဲ့တယ်လို့ကြံတဲ့လူငယ်တွေအခုဒီနိုင်ငံသားဖက်ကအများကြီးကူပြောင်းသွားတော့လူငယ်တွေမရှိဘူးတကယ်ကူညီနိုင်မဲ့လူငယ်လူရွယ်တွေရှားပါအဲ့ခါကျတော့ဘာဖြစ်လဲတော်တော်မကူညီနိုင်ဘူးဟိုတော့ကမှတ်မိလားဟိုတော့ကအနေထားတိုက်တာကျွန်တော်တို့လူငယ်တွေတိုင်းပြည်မှာရှိနေခဲ့ရင်ဒီအချိန်တော့ဆိုရင်ဒါတွေအားလုံးကိုတို့လုံနိုင်ပြီတေးကြတဲ့အမြန်လမ်းမကြီးပေါ်သွားလို့မရအောင်ဆိုတော့ ရအောင်သွားပြီးကုညီပေးကြမှာထွက်လာမဲ့လူအုပ်ကြီးအများကြီးဖြစ်မှာခုတော့ဗျာကြည်ပေါင်းဗျာပကံစကိုင်းမန္တလေးဆိုကြည်ထွက်သွားတယ်ဒီဘယ်နဲ့တီဆုံးတီဆုံးမလဲမသိဘူးမှာဆက်တက်တက်တိုက်ဆိုရင်ငါးတက်လောက်မြုပ်နေတယ်အထဲမှာဘလို့မှမကင်နိုင်ဘူးညဘက်ရောက်လို့ဘာဖြစ်လဲငါတို့မကင်နိုင်တော့ဆိုသွားလဲသူများစီမှာထိုင်းမှာဆိုအရေးပေါ်24နိုင်ကင်တင်နေတယ်ကျွန်တော်စီမှာဘာစီစင်မှမရှိဘူးလေ ျွန်တော်ကဒါတွေကိုလုတ်ထားတာအမှန်မှငါလင်းဆိုတဲ့ earthquake ကဟုတ်တယ်ဘယ်အချိန်လုံမယ်မသိဘူးဒါမှခံမှန်လို့ရတယ်လေအဲ့ဌာနဆိုင်ရာတွေကဒီတော့မိုးလေဝသကနေခံမှန်ကြထုတ်မရဘူးလားဒါမှမဟုတ်အလုံးမလုတ်တာလားအပြောတတ်တော့ဘူးယားအခုဖြစ်လာပြီထားလိုက်တော့အဲ့ဒါမှတကယ်အခုဖြစ်လာပြီအစီအစဉ် plan နေရှိရမယ်ကဲကဲစဘူးတော့ကျွန်မငွေအစီအစဉ်ရှိရမယ်ဘလို့ကဲစရမယ် plan တိုက်ထားရှိထားရမယ်ကြိုတင်ကောက်ဖို့အတွက်အပိပစ္စည်း ကယ်ဆယ်ရေးပစ္စည်းတွေကစားအသင့်ရှိနေရပါမှထားပါတော့ဟိုမှာအစင်းသရှိတဲ့နိုင်ငံတွေတော့မှဒီလိုတိုက်ပြိုကြဒီလိုတွေဖြစ်ဒီလိုရက်ပေါင်းများစွာဆင်ယူရတာသူပါစီစဉ်ဘာပလန်မှမရှိဘူးအခုပြိုကြကန်ဒီတိုက်တယ်ဒါတွေအနေနဲ့တအားရှိတယ်အထဲမှာရောက်နေလို့အခုဘလို့ပြည့်လဲဟိုမှာပြိုနေတဲ့တိုက်တွေကလူတွေရှိနေတယ်မဆင်ရသေးဘူးဟိုမှာမနေ့ကပြိုရမယ်တိုက်တယ်ဒီနေ့လိုပြိုကြလားပြိုတော့မတိုက်ဘူးဘာရောရာ ဘာပြောလို့ပြောမှမတော့မသိဘူးဒီလိုကောင်မျိုးနဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်ဆုပ်ပြတ်ဆန့်နေပါမယ်နိုင်ငံညာအခုဒီအခုရုရှားကြီးကအခုယူတယ်လို့ပြောတယ်ချိတာဟုတ်ကြော်ပြောရင်ရှင်လေးဒီလိုကောင်မျိုးတွေဒါတွေဒီကောင်တွေအခုမှဘူကောင်တော့ကောင်ပါလဲဂျပန်အာပါနေပြီးတော့လောက်မှကိုလုံးကိုတည်းပြပြီးတော့မင်းနဲ့လုံပြနေတာတကယ်တကယ်ဒီဘကိုးတိုင်းတို့ဒီအပေါ်ပိုင်းဒေသတွေမှာ ရခိုင်တို့မှာဘုံချက်မပြတ်ဘူးငါလင်းလှုပ်တော့လောက်တိရအမတရှုပ်ပါတယ်ကောဘလိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ချန်နေတဲ့ပြည်သူတွေကတော့ထုံးစံအတိုင်းပါပဲပြည်သူမှပြည်သူတို့ပေါ့ပြည်သူချင်းချင်းမကူညီရအောင်ပါပေါ့ပြောတုံးစားမရတဲ့အဆိုပါနေရတော့ဘာစီစဉ်ဘာပလန်မှမရှိဘာအရေးပေါ်ကြည့်ဘလိုကြင်ညာရမယ်ဘလိုတွေအခုတည်းဘာတခုမှသိသိချာမရှိဘူးအထက်မှာ ဲမှာရှိနေတဲ့လူတွေကတော့ရှိနေတော့မှာပဲပြည်သူတွေကပဲကူညီပေါ့ပိုဆိုးတာလူငယ်တွေအများကြီးရော့သွားလဲအင်းအားလည်းမရှိတော့အဲ့ခါကျတော့တတ်ပါလေဘာဘုန်းနေဘူးကောင်းလေဗျာတကယ်ပြည်သူလူလူကျအတက်တယ်ပြည်သူလူ OAC နေတော်တော်လုံးရှာထားတဲ့ဟာတွေဗျာ သွားရောပဲဒီစကိုင်းပြည့်ပြည့်ကြိုးဆိုတာလေမသိစရာအကြောင်းလည်းမရှိဘူးဗျာအဲ့စကိုင်းပြည့်ပြည့်ကြိုးဆိုတာငါလင်းနဲ့ပတ်တိုင်အမြင်နဲ့စောက်ကြည့်နေရမနေရတခုကီလိုမီတာ1200လောက်ရှိတယ်ဒီစကိုင်းပြည့်ပြည့်ကြိုးရတကယ့်နာမည်ကြီးဒီကဘာကအစအားလုံးတမတ်ထားတဲ့ငါလင်းပြောဒါတော့ဒီထဲမှာတော့မဒီဟာလေးတခုတော့မဒီကောင်လေးစစ်စစ်ကြာခတ်မှနိုင်မှုပညာရှင်မရှိတာလားဘာပြောမှလည်းမသိဘူးဘယ်လိုဖြစ်ပြပါဒီအချိန်မှာဟိုအရီပြောဒီဟာတွေပြောအော်ကျွန်တော်အတန်းရှင်းယူတာမဟုတ်တော့ဝါသနာပါဘူးတန်းရှင်းယူတဲ့ကိစ္စ အဲအဲတန်းချစ်ယူတဲ့ကိစ္စဆိုမှတတိယသေးတယ်ဟိုဘာဖြစ်လဲငလင်နဲ့ပတ်သက်ပြီးပြောင်းတလို့နောက်တလို့နဲ့လိုက်ခရဖို့လုံနေတဲ့ကောင်လေးအဲကောင်လေးလည်းတေးချမှတ်တာပါကောင်းကောင်းကျွေးရမယ်စောင့်ရှင်းနေမှာစောင့်ရမှာပေါ့တော့ကောင်လေးဆိုရှယ်နေပေါ်မှာလုံနေမှာကြီးကျင်နေတဲ့ဟာလေးအဲကောင်လေးလည်းတတိတာအေးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစနစ်ကြီးတက်ဆိုရှင်းနေတို့ရတော့ကျွန်တော်တို့ပြည်သူတွေခံစားနေရမှာပဲဒါတွေမခံစားကြရင်တော့ဒီစနစ်ကိုတွန်းလှန်မှာဖြစ်မယ်အဲ့ဒါကိုလည်းခေါင်းနဲ့ထိကြပါတော့ကျွန်တော်တွန်းလှန်မယ် မြန်မြန်တွန်းလှန်နိုင်နေကောင်းလေပဲအဲ့လိုမြန်ဖို့အတွက်ကျွန်တော်တို့ဘက်ကလူတွေလည်းစီးလုံးကြပါတော့ညီညွတ်ကြပါတော့ NUG လို့ EO လို့ PDF တွေအကုန်လုံးစီးလုံးချင်းရောက်ပြီးဒါအောင်မြန်မြန်တွန်းလှန်နိုင်မှဒီဘဝကျွတ်တော်မယ်ဒီလိုမတည်သေးမတည်ထိုက်ပဲနဲ့တည်ကြရမယ်ဖြစ်ပြတ်တွေမဆုံးချုံတဲ့မဆုံးချုံတိုက်ပဲနဲ့ဆုံးရှုံးနေရတဲ့အဖြစ်ပြက်တွေဒါမှမရှိဘူးဖြစ်မှာဒါမှရောချာမှာအဲ့တော့ဗျာအားလုံးညီညီညီဒီကောင်တိုက်ဒီကောင်ပြုတ်မှကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ဖန်တီးလို့ရမှာ ကောင်းမွန်တဲ့နိုင်ငံရဲ့အရေးတခုဖန်တီးလို့ရမယ်အဲ့တော့အားလုံးပေါင်းဝင်ကူညီပေးကြပါအားလုံးပေါင်းစည်းပေးကြပါလို့ပြောချင်ပါတယ်နောက်တစ်ခုဒီဘင်္ဂလင်တန်မှာခံစားခဲ့ရတဲ့ကျွန်တော်မြန်မာနိုင်ငံကျွန်တော်ညီကိုတွေလေဘာတိုင်းတစ်ခုလုံးငလင်းတန်ထိတဲ့နေရကအားလုံးဆုံးရှုံးနေဝါမိသားစုတွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်ရဲ့အဖေမေတွေကျွန်တော်တို့ရဲ့ဆွေမျိုးတွေအားလုံးကိုလည်းဒီကနေ့တော့စိတ်မကောင်းကျွန်တော်စိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်ကျွန်တော်ဘက်ကတတ်တိုင်တာကတော့ဒီငလင်တန်အတွက်ကျွန်တော်တို့တွေအလှူဒါန်းတွေ ကျွန်တော်တို့တွေပေါ်ဆောင်ပေးဖို့အစီအစဉ်တွေရှိပါတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့နိုင်ငံခြားရောက်နေတဲ့ကျွန်တော်တို့ဒီကမ္ဘာ့မှာတွေကနေပြီးတော့စူးစီးပြီးအားလုံးလုပ်ပေးကြမှာအသေးချပါပဲ။ဘာပြောပြောဗျစိတ်လည်းမကောင်းတာတစ်ခုစိတ်ကပူတော်နာသေးတယ်။ခံလဲခံစားရပါတယ်။အဲ့အဲ့ဒါလေးပြောချင်ပါတယ်။ခုခံစားနေရတဲ့ဒီကမ္ဘာ့မှာတွေတကယ်ကိုကုကျင်းစားပါတယ်လို့ကျွန်တော်စိတ်မကောင်းပါဘူး။ကျွန်တော်လည်းနှက်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပေါင်ဝင်သွားမှာပါလို့ fight team အားလို့ပဲပြောချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါဒါကတော့ကိုပိုးရဲ့သတင်းလေးဖြစ်တာပေါ့နော်ကျွန်တော်တို့ကစစ်စစ်လုံးနဲ့မတိုက်ဘူးဆိုလို့ရှိရင်မြောက်လိုင်းကဘိုးဓမရက်စက်ရုံမှာမှုကြောင့်ကျွန်တော်တို့တိုင်းပြည်ဘိုးတော့ပြတ်မှာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့စီလုံးမေးကြပါလို့ကျွန်တော်လည်းဒီကနေ့ဘုံကနှစ်သက်ရက်ခံပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးဘုတ်တင်နဲ့ကိုခင်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒီသတင်းလေးကလည်းမြောက်လိုင်းကိုခေါ်ထားတာပေါ့နော်ဆိုတော့မြောက်လိုင်းဘလော့တီဆောက်တုံးမကြလဲဆိုတဲ့အရာကိုတည်ရမှာဖြစ်တယ်လို့ကျွန်တော်လည်းတူတူအဆုံးတင်လိုက်ပါချစ်ချူပြပါအောင်အခုဖြစ်ဖြစ်သွားတယ်ဖြစ်ဖြစ်ပေါ်မှာကြည့်ရရင်နော်ပြည်သူပေါ်မှာစေတနာမရှိဘူးဆိုတာသိကြတယ် အဲ့တော့ပြင်ဆင်မှုမလုပ်ထားတဲ့အတွက်ပြင်ဆင်မှုလုပ်ထားတဲ့အခါတော့ပြည်သူထုတ်ခပြဖို့ပြင်ဆင်မှုလုပ်ထားတာပဲရှိရစဉ်းစားကြည့်လေဗျပြည်သူဟုတ်တယ်ဗျဘီအန်ရဲ့ကြုံလာလို့ရှိရင်ဘလို့ကယ်ဆယ်ပေးရမလဲဘလို့ကယ်ဆယ်အဖွဲ့အစည်းမျိုးဖွဲ့စည်းထားရမလဲဆိုတာနိုင်ငံတိုင်းမှာရှိရဗျအဲ့ဒါနိုင်ငံတိုင်းမှာရှိတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိဘူးဗျเนาะပြည်သူကိုဘလို့တတ်ရမလဲ ပြည်သူ့အတက်မဲ့လက်နဲ့ဘလို့ဝယ်ရမလဲနော်အဲ့ဒီအတွက်ပဲပတ်သက်ရှိရဗျနော်ပြည်သူကိုကာကွယ်ပေးဖို့ပြည်သူကိုဒီလိုမျိုးအမြန်ဆုံးနည်းနဲ့နော်ကစရီအဖွဲ့တွေလှုပ်အော်ကစရီအဖွဲ့တွေဖွဲ့စည်းထားဖို့နော်ဖြစ်လာတာနဲ့အချိန်နဲ့တပြေးညီကယ်ဆယ်ပေးဖို့အဲ့လိုမျိုးအတွေ့အကြုံရှိဘူးနော်မြန်မာနိုင်ငံကစစ်စစ်အာဏာရှင်တွေက အဲ့တော့ပြည်သူအသက်မဲ့လက်နက်တွေကိုကိုတော့ဝယ်ထားဟောဝယ်ပြီးတော့ပြင်ဆင်ထားတဲ့အမြဲတမ်းเนาะအချိန်ပြည့်เนาะပြည်သူဘုံကျဲဖို့လေရင်နေအမြဲတမ်းဝယ်ထားတယ်အချိန်ပြည့်เนาะအဲ့လေရင်ရဲ့စီးเนาะပြည်သူကိုဘယ်လိုဒုက္ခပေးမလဲပြည်သူကိုဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲသူတို့မှာအကြံစီရှိတယ်ဒီကနေ့ပြည်သူကိုကယ်ဆယ်ဖို့အတွက်သူတို့မှာအကြံစီမရှိဘူးအဲ့ဒီအတွက်အပေါ်ငွေမရှိဘူးပြည်သူပြည်သူအပေါ်စေတနာမရှိတာကိုပြောတာเนาะပြည်သူအပေါ်စေတနာမရှိတာကိုပြောတာ 哎咯，新的，喏，比如打破杯、打破桌，我也会新的，喏，比如该摔破桌，我也会新的。这个呢，一路我也会新的感觉咯。那人家那个快靠到，砸砸你啊，喏，新的，哎啦，有新的，哎咯，这个呢，这边多嘞，这边不嘛。前年这边呢，俺哋该生意啊，破一些新的，嘛受伤新的，一多点，人家说受伤多呀。我那台，喏，比别个。 နော်နိုင်ငံတကာဝင်လာတဲ့ကစေးအဖွဲ့တွေတော့ကြည်လေရင်ဝင်းမှာဘလို့တင့်နေလဲဆိုတာနော်ကစေးအဖွဲ့တွေလာတာတော့အဲ့ဒီကစေးအဖွဲ့ကိုဘလို့စစ်ဆေးနေရလဲဆိုတော့ဒီအချိန်မှာနော်မြန်မာနိုင်ငံသူနိုင်ငံသားအပေါ်မှာထားတဲ့သူတို့ရဲ့စေတနာတွေကကျွန်တော်တို့အတိမအကောင်းကောင်းပြုပေးဖို့ကောင်းတယ်နော်ဘာကြောင့်လဲဆိုတော့ဒါကအသက်နဲ့ပေးရင်းပြီးတော့သူတို့လည်းလာရောက်ပြီးတော့ကယ်ဆယ်ပေးတာ အခက်မသိသူတို့သိသွားမယ်သိသွားတဲ့လူတွေလည်းရှိသလားတော့မသိသေးဘူးရှိလို့ရှိကောင်းရှိနိုင်တာပေါ့နော်ဒီကယ်ဆယ်ရေးထဲမှာဒီလောက်မှလူမျိုးနော်နိုင်ငံလိုက်နိုင်ငံလိုက်ပါဒါမတမာမှုတော့တခုမှပါမယ်မထင်ပါဘူးနော်ဒီအချိန်မှာမြန်မာနိုင်ငံနိုင်ငံလိုက်ဒုက္ခရောက်နေလို့သူတို့ဟိုသူတို့စေတနာတွေအရှိထားပြီးတော့အသက်အသက်နဲ့ရင်းပြီးတော့သူတို့လာလာကူပေးကြတာနော်ကျွန်တော်တို့ကျွန်တော်လက်ရှိနေနေတဲ့မလေးရှားနိုင်ငံအစနော်ခြားတော့ခြားတော့နိုင်ငံတွေပါနော်တွားကြတာဝက်ခဲ့ကြတာနော်ကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့အချိန်က တော်တော်လေးကိုနောက်ကျသွားပြီဗျနော်အချိန်နဲ့တပြင်းကြီးမရှိဘူးထိုင်းနိုင်ငံကိုကြည့်ပါနော်အဖြစ်ခဲ့တဲ့28ရက်နေညမှာဆိုတညာလုံးကက်ဆယ်ကြီးကိုလုတ်ပြီးနာလမ်းပေးမှာကက်ဆယ်ကြီးစခန်းကြီးဖွင့်ဟုတ်လားပြည်သူတွေနောက်ထဒီပြိုပြိုကျတဲ့ဟာလေတချို့ရင်းညိုင်တဲ့ဟာလေထပ်ပြိုကျမှကြောက်လို့ပြည်သူလေးအကြောက်တရားမရှိအောင်လို့လမ်းမေးမှာနော်ဘေးအန္တရာယ်ကင်းအောင်ဆိုပြီးတော့ထိုင်းနိုင်ငံလမ်းမေးဒီမှာကက်ဆယ်ကြီးစခန်းကြီးဖွင့်နော်ထွက်လာတဲ့လူနာတွေကိုချက်ချင်းကုသပြုစုပေး နော်အဲ့ဒီမှာလိုအပ်တဲ့အစားအသောက်ပြီးပန်းသမျှအကုန်လုံးဖြစ်စီကြပေးတာဗျာနော်ကျွန်တော်တို့နိုင်ငံမှာဒီကနေ့အဲ့လိုမမြောက်မမြောက်နော်အင်တိုင်းအားတိုင်းနော်လူတွေရဲ့အော်ခေတန်ငိုကြွေးတန်တွေအောက်မှာကြားနေရတယ်နော်ဒီကနေ့မှအရှင်ဝင်ယူကြတာနော်ပြပပကလာတဲ့ကက်ဆယ်ရေးဖွဲ့ဒီနေ့မှာကျွန်တော်တို့အရှင်ဝင်ယူတာတွေ့ရတယ်နော်ဒါနမှာတရုတ်တရုတ်စင်ကာပူနော်အဲ့ဒါကိုတွေ့ရတယ်ဗျအဲ့တော့ရှင်းတယ်ကျွန်တော်တို့ဒီပွဲက နော်အာနာရှင်တွေကပြည်သူပေါ်စေတနာရှိရမရှိဘူးအာနာရှင်ကိုကျွန်တော်တို့လက်ရှိလက်ခံသိမလက်ခံသိနော်အာနာရှင်ကိုမြမပြည်မှာထားသိမထားသိဆိုတာကျွန်တော်တို့ပြည်သူနဲ့သက်ဆိုင်သွားပြီနော်အားလုံးသောပြည်သူနဲ့သက်ဆိုင်သွားပြီအဲ့တော့ကျွန်တော်အာနာရှင်ကိုဘာလို့သိတယ်လဲဒီဟာပဲအပြည့်ထုတ်ရအောင်နော်အာနာရှင်ကိုကျွန်တော်တို့ဘာလို့သိတယ်လဲအာနာရှင်ဆိုတာပြည်သူပေါ်မှာစေတနာမရှိဘူးဆိုတာသိကြသွားပြီနော်သိကြသွားပြီ အဲ့တော့ဒီအမရှင်ကိုဆက်ပြီးထောက်ခံကြမှာလားအမရှင်ကိုဆက်ပြီးတဆိုးရှိအောင်ထားကြမှာလားအနာရှင်အမြစ်ပြတ်တိုက်ဖို့အတွက်ကျွန်တော်ဆက်စူးစမ်းရမှာလားနောက်ခုပဲရှိရဖြစ် Okay စံကောင်းရင်များလာနေပဲအားလုံးပဲ Okay ပါဒါတော့ကိုခင်ရဲ့ဒရင်းလေးပဲဖြစ်ပါတယ်ကိုခင်ပြောတော့တော်တော်လေးမိုက်တယ်ပေါ့နော် ကျွန်တော်တို့အားလုံးဖြစ်တဲ့အရာလေးကိုပြောရတယ်။ဆိုတော့ဒီရဲ့အာနာရှင်ကြီးကကျွန်တော်တို့ပြည်သူတွေလုံးဝငဲ့ညာမှာလည်းမဟုတ်ဘူး။တနာကျင်နာမှုရှိမှာလည်းမဟုတ်ဘူးဗျာနော်။တို့အာနာတီမျိုးဖို့အရေးကိုပဲဒီကောင်ကလုံမှာ။တို့ကစောက်ချဖို့မင်းအောင်လိုင်းကလည်းမတည်နိုင်ဘူးဗောနော်။ကျွန်တော်တို့ပြည်သူတွေအားလုံးတောင်းတနေတယ်ကျွန်တော်တည်ပါတယ်နော်။ဒီရဲ့ငလင်ထဲမှာကျွန်တော်တို့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရတာမှန်တယ်။ဒါပေမဲ့မင်းအောင်လိုင်းရဲ့ဆုံးရှုံးခဲ့လို့ရှိရင်မင်းအောင်လိုင်းတည်သွားလို့ရှိရင်ကျွန်တော်တို့အားလုံးပျော်ပါမှာဗောနော်။အားလုံးပျော်မယ်နေ့ဖြစ်သွားမှာဗျာ။အဲ့နေ့တော့မှကျွန်တော်တို့ပြောပြမယ်။ကျွန်တော်မြန်မာတိုင်းထဲမှာတတ်မှတ်ပြလို့ရမှာနော်။ ဆိုတော့အားအကြောင်းဒီကောင်ဘလောက်ထိကျွန်တော်မုံတီးယွန်ရှာနေတယ်ဆိုတော့ကျွန်တော်အားလုံးတိမာပါဆိုတော့ဒီခုချိန်မှာတော့ဒီလိုမျိုးငလင်လှုပ်နေတဲ့အချိန်မှာတော့ဘုံကျဲတက်ဖြတ်နေတယ်နောက်ကြတော့နိုင်ငံခြားကိစ္စမှုတွေလာလာတော့မှပြင်ပင်တားဆီးတယ်ဆိုတော့ရေချင်းဟိုပေါ့နော်ဘောမတွေမင်းတို့အနေနဲ့လည်းလက်ခံတာဥမာလာနော်ဆိုတော့ကျွန်တော်တော်လိုင်းပဒေါ်လာရီကတူတူတော့ပြောကြမှရှိပါဒါပေမဲ့အဓိကကတော့ဘောမာတွေပဲပေါ့နော်ဘောမာတွေနေနဲ့ကောင်းကောင်းလေးစဉ်းစားကြပါမင်းတို့ကောင်တွေဒီကောင်ရဲ့ဘောကိုဆက်မအောင်မလားဒါမှမဟုတ်လို့ရှင်ကျွန်တော်ခင်မီ ခွေမျိုးတူတက်တဲ့ငါတို့အနာဂတ်တွေလာပတ်ဖို့အတွက်ကိုငါတို့တော်လိုင်းရဲပူအောင်မလားအဲ့ဒါပဲမေ့ချင်တယ်နော်ဆိုတော့အမင်းတို့ဒီရဲ့ဗီဒီယိုလေးကိုကြည့်လို့မှကိုယ့်ကိုယ်မေးခွန်းပြန်ထုတ်ပြကြပါတော့ကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးတွေပေါ့နော်ဒီရဲ့ဘောမာတွေနိုင်ရအောင်လို့ကျွန်တော်တို့မိဘညီကောင်မတော်များအနေနဲ့ share လုပ်ပေးခြင်းပြင်ကူညီပေးပါလို့ကျွန်တော်ပြသရခဲ့ပါတယ်ဆိုတော့ကျွန်တော်အများကြီးပြတော့ပါဗျကျွန်တော်ဗီဒီယိုလေးလည်းတော့မပဲဆုံးသက်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ညီကောင်မတော်များရောက်ချင်းနေတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့တော်လိုင်းညီကောင်မတော်များအားလုံးအဆက်အစပ်ရအစီအစဉ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ားလုံးကျွန်မပြန်လေးကြမယ်ကျွန်မရေးယူဆချက်ပါခင်ဗျာ